အားလုံးမင်္ဂလာပါ Wisdom Week မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်အစာလေးကတော့ Base Rate လေးရေးသားထားတဲ့ Make the Impossible Possible မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပါဆိုတဲ့အစာလေးပဲဖြစ်ပါတယ်။ Base Rate လမ်းဟာ Pixel မျိုးရဲ့ညောင်ပိုင်းရက်ကွက်တစ်ခုမှာခြေပြင်းခဲ့ပါတယ်။အဲ့ဒီရက်ကွက်ဟာစည်ရဲမွေးတည်တဲ့အောက်ခြေလူရန်စားတွေနေထိုင်ကြပြီးအလုံးအကိုင်းအခွင့်အလမ်းလည်းမရှိပဲ ရှင်တန်ရက်တီကိုအတွက်အမြင်နဲ့ရုံးကန်နေရတဲ့ပဝင်းချက်တစ်ခုဖြစ်ပါတယ်။ဒီလိုနေရာမျိုးမှာကြီးပြင်းခဲ့ရတဲ့ကလေးတွေအတွက်တော့အနာဂတ်အိမ်မက်ဆိုတာမရှိကြလောက်ဖြစ်ပါတယ်။ဒါပေမဲ့အဖြစ်အပျက်တစ်ခုက street land ရဲ့တသက်သာလုံးကိုကြောင်းလဲပေးခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့အထက်တန်းကျောင်းကဗီဂျီဆီယာဆီယာရော့စ်နဲ့ဆုံတွေ့ခဲ့တဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ အဲ့ဒီတွေးဆမှုကနေရည်ထည်ပညာရဲ့အခွင့်အလန်းကိုဖွင့်ပေးခဲ့ပြီးရည်ထည်ပညာကသစဉ်ကိုကိုကိုလေးစားမှုရှင်စီမှုလမ်းညွန်ပြသပေးမဲ့သူနဲ့မဖြစ်နိုင်တာတွေကဖြစ်လာနိုင်တယ်ဆိုတဲ့အသည့်အမြင်တွေကိုသိမြင်ရရှိစေခဲ့ပါတယ်။အခန်းသည်သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ဆရာ။ကျောင်းသားဘဝအစောပိုင်းနှစ်တွေတုန်းက straight line ဟာ ဘဝမှာဘာလို့ရမှန်းမသိပဲအနာဂတ်အတွက်မသေးချာမရေရာ ဖြစ်နေခဲ့ပါတယ်။စိရင်မွဲတည်မှုတွေအပြတ်သဘောအတွေးတွေနဲ့ပဝင်းချင်ရဲ့ဖိအားတွေဟာသူ့ရဲ့အတွင်းစိတ်ကိုဖြည်းဖြည်းချင်းအာရောစေခဲ့ပါတယ်။အဲ့ဒီလူနဲ့တနေ့မှထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။စာတင်ငန်းဖြစ်တင်ဘောက်ကနေတဆင့်ဆီယာရော့စ်ဟာရှော့ဆိုင်လုံးတစ်ခုကိုလှပတဲ့အရာတစ်ခုဖြစ်အောင်ပုံဖော်နေတာကိုသူတွေ့လိုက်ရပါတယ်။ ဒါဟာရိုးရှင်းတဲ့လှုပ်ဆောင်မှုလေးတစ်ခုဖြစ်ပေမဲ့ Streetland ရဲ့အတွင်းစိတ်ထဲမှာပြင်ပြတဲ့ Susan လိုစိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ရှုံကိုပုံဖော်တယ်ဆိုတာဟာအမှုပညာတတ်တတ်မဟုတ်ပဲဘဝဆိုတာလည်းဘလောက်ပဲရှုပ်ထွေးနေပါစေပုံဖော်လို့ရနိုင်နေဆိုတာကိုသင်္ကေတပြုနေတယ်လို့ရုပ်တရက် Streetland နားလေသွားပါတယ်။ Sierra Rose ဟာတာမန်ဆရာတအူးမဟုတ်ပါဘူး။အခြားသူတွေကမမြင်နိုင်နဲ့ အလားအလာရှိတဲ့အရာတွေရပုံးသီးတွေကိုထိုးဖောက်မြင်တတ်တဲ့သူတယောက်ဖြစ်ပါတယ်။ Strickland ကဆရာ Ross ရဲ့မြေထည်ပညာအတန်းကို ရောက်တဲ့အခါပထမဆုံးအကျယ်အဖြစ် သူ့ကိုအလားအလာရှိတဲ့သူတယောက်အနေနဲ့ဆက်ဆံခံရတယ်လို့တတိထားမိခဲ့ပါတယ်။ Strickland ကိုယ်တိုင်မသိတဲ့သူ့အသွင်းကဖန်တီးနိုင်စွမ်းနဲ့ဆန္ဒပြင်းပြမှုတွေကိုဆရာ Ross ကအတိအမှတ်ပြုခဲ့ပါတယ်။မြေထည်လုပ်တဲ့ Pottery Wheel ဟာ ကုထုံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဆဝိုင်းလက်ပတ်ပြီးရှုံနေပုံတတန်ဖြစ်ပေါ်လာတဲ့အခါစိတ်ပြည့်စုံမှုတွေဟာပျောက်ွယ်သွားခဲ့ပါတယ်။ဒီချင်းမြောင်းတဲ့နေရာလေးဟာသူ့အသက်ရှူနိုင်တဲ့စိတ်ကူးနိုင်တဲ့ကြီးထွားနိုင်တဲ့ဘေးကင်းရာနားခိုရာနေရာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်လို့အစာရေးသူကဆိုထားပါတယ်။အကန်နဲ့ဗန်းညုံမှုအီဆွမ်အားဆီယာရော့စ်ရဲ့အကြီးမားဆုံးအရေးအသွေးကတော့ ចောင်းသားរីអពរទូយេយងជីមុវេဖြစ်ပါတယ်။ទូហាស្រីតឡានကိုមេឈូមបំផော်ណៃណេថាបិមេអញ្ញសងគូបវៈကိုបំផော်ណៃណេဆိုរកូមេយងជីថាយាមេលို့មច្ចាគណៈပြောលីရှိပါတယ်។ជីយោရှင်ណេសកាតកូនហាស្រីតឡានអត្វតតតចាឡុងស្វេកៃថាយាတဲ့អឆេខមូဖြစ်လာគេပါတယ်။ငယ်စဉ်ကလေးကကြုံလာခဲ့ရတဲ့ဆေးရဲမွေးတေမှုတွေက သူ့ကိုလောကကြီးဟာမတရားဘူးလို့ထင်မြင်စေခဲ့ပေမဲ့ဆရာရော့စ်ကတော့သူ့အတွင်းထဲမှာခွန်အားရှိတယ်ဆိုတာကို ပြသပေးခဲ့ပါတယ်။အဲ့ဒီအရေးအသွေးနှစ်ခုပေါင်းဆက်လိုက်ခြင်းကသူ့ကို ပြောင်းလဲစေခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့မြေထည်ပျက်စီတစ်ခုစီတိုင်းဟာ သူ့ရဲ့ယုံကြည်မှုကို ပိုတိုးလာစေခဲ့ပါတယ်။ဆရာရော့စ်ရရှိခဲ့တဲ့လမ်းညွှန်မှုဟာ ူကိုပညာတစ်ခုတစ်ပေးခဲ့ရုံသာမက သူ့ရဲ့ကိုယ်ပိုင် identity ကိုရရှိစေခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာဒီအတွေ့အကြုံကသူ့ကို Manchester Pitwell Center တည်ထောင်နိုင်ဖို့နှိုးကြားမှုပေးခဲ့ပြီးအဲ့ဒီနေရာမှာထောင်နဲ့ချီတဲ့လူတွေဟာသူတစ်ချိန်ကဆရာ Rossi ကရရှိခဲ့ပူတဲ့ယုံကြည်မှုနဲ့အခွင့်အလမ်းမျိုးကိုရရှိစေဖို့ပို့ချပေးခဲ့ပါတယ်။ လမ်းညွှန်မှုအမှန်တရှိပါခွင်းဆက်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်ဆီယာရော့စ်က straight line ကိုမြင့်တင်ပေးခဲ့တယ် straight line ကနောက်ထပ်ထောင်နဲ့ချီတဲ့လူတွေကိုမြင့်တင်ပေးတယ်အဲ့ဒီလူတွေက နောက်ထပ်အခြားသူတွေကိုဆက်လက်မြင့်တင်ပေးမယ်အဲ့ဒါဟာလမ်းညွှန်မှုရဲ့စစ်မှန်တဲ့စွမ်းအားပဲဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။အခန်း3 Manchester Craftsman Guild စတင်ပေါ်ပေါက်လာတဲ့ ငယ်စဉ်ကချီးဖြင်းခဲ့တဲ့ပတ်ဝန်းကျင်မှာပျော်ရွှင်စရာ၊ကြည်နိုးစရာတွေနဲ့အခွင့်အလမ်းတွေမရှိရင်အဲ့ဒီမှာနေထိုင်တဲ့ကလေးတွေအတွက်တနည်းပါဖြစ်ရမယ်ဆိုတဲ့အိမ်မက်တွေဟာခေဖြည့်ချင်းမေးမိန်ပျောက်ကွယ်သွားတတ်ကြကိုစာရေးသူအနေနဲ့တတိထားမိခဲ့ပါတယ်။ဈေးရမွေးတိမှုဆိုတာငွေကြေးမရှိအောင်ကြောင့်သာမဟုတ်ပေအခွင့်အလမ်းနေပါချင်းလဲပါဝင်ပတ်သက်နေတယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။ ညီထည့်ပညာဟာသူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့အတွက် အခြားသူတွေလည်းအလားတူပြောင်းလဲနိုင်တဲ့အခွင့်အလန်းမျှော်လင့်ချက်အိမ်မက်ကိုရရှိစေဖို့နေရာတစ်ခုကိုဖန်တီးပေးချင်ခဲ့ပါ යි အဲ့ဒါကြောင့်စာရေးသူဟာငွေကြေးအရင်အနည်းလုံးဝနှိပါမလို့ပဲစွန့်ပြစ်ထားတဲ့အသောအော်အဟောင်းတစ်ခုကိုတန့်ရှိရေးလုပ်ပြီးနေရံတွေကိုစိတ်တုပ်ကအမှုပညာသုံးပစ္စည်းတွေကိုစုဆောင်းပြီး Manchester Craftsman Guild MCG ကိုစတင်တည်ထောင်ခဲ့ပါတယ်။အစပိုင်းမှာ MCG ဟာတင်းငယ်ခဲ့ပေမဲ့ကြီးရွယ်ချက်ဖြစ်တဲ့ကလေးတွေအတွက်တံပိုးထားခံရတယ်လို့ခန်းစားရမယ်။လှပတဲ့ပဝင်ခြင်းတစ်ခုကိုဖန်တီးဖို့ကိုရောဖေတော့အခါမစိုးဦးစားပေးခဲ့ပါတယ်။ကဘာအစစ်မီစင်တာတစ်ခုလိုဒီဇိုင်းဆွဲတည်ဆောက်ခဲ့တယ်လို့ဆိုပါရယ်။မြေဟောင်းကြီးရတဲ့ကွင်းချင်းတောက်ပတဲ့နေရံတွေဥယျာဉ်တွေ jazz ဂီတတန်တွေနဲ့တန့်ရှင်သက်ရစွာတိဆောက်ထားပါတယ်။ပထမဦးဆုံး MCG ကိုရောက်လာကြတဲ့ကလေးတွေဟာတအံ့တအောနဲ့ငိုင်းသွားခဲ့ကြပါတယ်။သူတို့ရဲ့ရက်ွက်ချင်းမှာဒီလောက်လှပတဲ့အရာမျိုးကိုတခါမှမမြင်ခဲ့ဘူးကြပါဘူး။ Trick Land ရဲ့ရှင်ကြီးချက်ကတော့စင်းရဲတော်လဲစူးစားချင်းစိရှိတဲ့ကလေးတွေဟာအကောင်းဆုံးအရာတွေအတွက်ထိုက်တန်နေဆိုတာပါပဲ။ MCG မှာအနုပညာဆိုတာပညာရဲ့တစ်ခုတည်းမကပဲကုကုကိုတန်မှုရှိအောင်တည်ဆောက်ပေးတဲ့ကရိယာတစ်ခုအဖြစ်ရှုမြင်အောင်သင်ကြားပေးပါတယ်။ကလေးတွေကို သူတို့ရဲ့ဝါသနာအလိုက်အနုပညာရှင်တွေဓပုံဆရာတွေဖန်တီးသူတွေလို့သုံးနှုန်းခေါ်ဆိုခဲ့ကြပါတယ်။ MCG ဟာကလေးတွေအတွက်အော်ဟဲဆုငါချင်းမရှိရဲ့ဘေးကင်းသောနားကိုရနေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒန်းညုံပေးသူတွေဟာ ကလေးတအူးစီတိုင်းအပေါ်အချိန်နဲ့စိတ်ရောကိုပါမြုံနှံပြီးသူတို့ရဲ့ဝါသနာနဲ့အခွင့်အလန်ထတ်တူကြအောင်လမ်းပြပေးခဲ့ကြပါတယ်တမယိုးကြအထက်တန်းချောင်းတွေမှာစတင်ရတာစိတ်မပါပဲအခက်ခဲရှိခဲ့တဲ့ចောင်းသားတွေဟာ MCG မှာတော့သူတို့ရဲ့ရည်ရွယ်ချက်နဲ့ချိဆက်ရမယ့်လမ်းကြောင်းကိုရှောက်ခွေတွေ့ရှိသွားကြတဲ့အတွက်ပိုပြီးအာယုံဆိုင်လာကြပါတယ် စီကန်ရှိပြီးစိတ်အားထက်သန်တဲ့ចောင်းသားတွေအဖြစ်ကြော်ရွှင်စွာဖြတ်တန်းခဲ့ကြတယ်လို့စာရေးသူကဆိုထားပါတယ်။အခန်းလေးလူရရဲ့စိတ်ကိုကုသပေးတဲ့အလှပမှုစာရင်းသူစွိတ်ကလန်ဟာလှပမှုဆိုတာပဝင်းချင်းကို အလားဆင်ချင်တာမဟုတ်ပဲလူတွေကိုကုသချင်တဲ့မျိုးဖြစ်တယ်လို့လည်းယုံကြည်ခဲ့ပါတယ်။လှပတဲ့ပဝင်းချင်းတွေဟာစိတ်ကိုဖွင့်ပေးပြီး ယူရီရဲ့ဖြည့်စည်နေတဲ့နှလုံးသားကိုကုစားပေးနိုင်တာကြောင့်သူဟာ MCG ကိုအလင်းရောင်ရရှိတဲ့အခန်းတွေပန်းတွေအမှုပညာအလှအပတွေနဲ့မြင်တဲ့သူတိုင်းစိတ်ပုတ်ပါစေမဲ့ပဝင်းကျင်တစ်ခုအဖြစ်ဖန်တီးပေးခဲ့ပါတယ်။ MCG တီထောင်ပြီးနောက်ပိုင်းအတော်ကြာတဲ့အခါမှာအုံနောက်နဲ့အာယုံကျော်သိပ္ပံပညာရက်ကလည်း စာရေးသူပြောခဲ့တဲ့ပဝင်းချက်ဟာစိတ်ပိုင်းဆိုင်ရာကိုပုံဖော်တယ်ဆိုတဲ့အကြောင်းကို အထောက်အထားတွေနဲ့သက်သေပြခဲ့ပါတယ်။အညင်လှပခြင်းကမျောလင်းချက်ကိုဖန်တီးပေးပါတယ်။မျောလင်းချက်ကစိတ်ကူးစိတ်တန်းကိုဖန်တီးပေးပါတယ်။စိတ်ကူးစိတ်တန်းကခင်နိုင်ခြေကိုဖန်တီးပေးပါတယ်။ခင်နိုင်ခြေကပြောင်းလဲခြင်းကိုဖန်တီးပေးပါတယ်။ဒီဆက်ဝဲဟာ MCG ကလမ်းညွန်သူတွေ နေစဉ်ကျင့်သုံးနေတဲ့အခြေခံဖြစ်ပါတယ်လို့စာရေးသူကဆိုထားပါတယ်။အစင်မပြေတဲ့မိသားစုကကလေးတွေပုံမှန်အထက်တန်းကျောင်းတွေမှာစွမ်းဆောင်ရည်ကောင်းမပြတာနိုင်တဲ့ကလေးတွေဟာ MCG မှာကုကုပိုယုံကြည်မှုစိတ်အားထက်သန်မှုအနာဂတ်လမ်းကြောင်းကိုရှာဖွေတွေးရှိခဲ့ကြပါတယ်။ MCG ကတန့်ရှင်တရက်တဲ့ခမဆောင်တွေအလင်းရောင်ဖောက်ဝင်နိုင်တဲ့အမှုပညာဆန်ဆန်ဖန်တီးထားတဲ့မှန်နေရန်တွေ ။နေအောင်ချီနဲ့မွေးကြိုင်လန်းဆန်းနဲ့ပန်းတွေကိုမြင်တွေ့ရခြင်းကကလင်းငယ်တိုင်းအတွက်မင်းတို့ဟာကောင်းမွန်တဲ့အရာတွေနဲ့ထိုက်တန်ပါတယ်ဆိုတဲ့အသည့်ကို စကားနဲ့မပြောဘဲအတန်တိတ်ကလင်းငယ်တွေရဲ့ရှင်လေးကိုရှောက်စေခဲ့ပါလေ။ဒီယုံကြည်ချက်ကပဲသူတို့ရဲ့တသက်တာလုံးကိုပြောင်းလဲပေးခဲ့ပါတယ်လို့စာရေးသူကမျှဝေပေးထားပါတယ်။အခန်းကအရွယ်ရောက်သူများကိုပြောင်းလဲပေးခဲ့တဲ့ပစ်ထွေးတင်နှံကြောင့် စာရေးသူစရိတ်လန်ကကလေးများကိုသာကူညီနေုံနဲ့မလုံလောက်ကြောင်းတဖြည်းဖြည်းနဲ့သိရှိလာခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူနေထိုင်ခဲ့တဲ့ရက်ကွက်မှာရှိတဲ့အရွယ်ရောက်ပြီးသူတွေဟာပိုပြီးတော့မျောလင့်ချမ်းမင်းနေတတ်ကြပါတယ်။အချို့ကအလုံးလက်မဲ့ဖြစ်နေလို့အလုံးရှိတဲ့သူတွေကလည်းလာခနေလို့အချို့ကလည်းဘဝမှာဒုတိယအခွင့်အရေးမရနိုင်တော့ဘူးလို့ခံစားရလို့ စားရဲ့အကြောင်းရင်းတစ်ခုမဟုတ်တစ်ခုနဲ့အနာဂတ်အတွက်လမ်းပြနေကြပါတယ်။ဒါကြောင့်စာရေးသူကသူ့ရဲ့ညီမချက်ကိုတဆင်းမြင့်တင်ပြီးကလေးငယ်တွေအတွက်သာမကအရွယ်ရောက်ပြီးသူတွေကိုပါဘဝကိုပြန်လည်တည်ဆောက်နိုင်ရန်ကူညီပေးမယ်။ Bitwell သင်တန်းကျောင်း Bitwell Training Center ကိုတည်ထောင်ခဲ့ပါတယ်။စာရေးသူယုံကြည်ထားတာကပေးကန်းစွန့်ကျဲခြင်းလိုမျိုးပရာဟိတဌာနလောက်တာဟာ ။စည်ရင်မွေးတိနေသူတွေအတွက်ယာယီတာအဆင်ပြေစေနိုင်မှာဖြစ်ပြီးသူတို့ကိုပြောင်းလဲနိုင်မယ့်အခွင့်အလန်းကိုပေးမှသာစည်ရင်မွေးတိချင်းကိုအမြင့်ပြအောင်လုပ်နိုင်မယ်ဆိုတာပါပဲ။ Bitway ဟာကာမန်အရေးတွင်းနဲ့ညီပညာသင်တန်းကြောင့်မျိုးမဟုတ်ပါဘူး။ခင်မီတက်ခွေးခန်းတွေအဆင့်မြင့်စက္ကရိယာတွေကျမ်းမာရေးဌာနတွေမန်အင်းဆိုင်ခင်တွေတန်ရှင်သောခမ်းမတွေနဲ့ နွေထွေးသောအဝတ်ပြူငါမှုတို့နဲ့ပေါင်းဆက်တိစောက်ထားတဲ့ကမ္ဘာအဆင့်မြင့်စင်တာတစ်ခုဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။ Bitwell Center မှာဟန်ဒီပေးခဲ့တဲ့အဓိကအသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွေကိုလည်းစာအုပ်ထဲမှာဖော်ပြပေးထားပါတယ်။အချို့သူတွေကမွေးရပါဗီဇမှာကိုကျန်းစာတရားနဲ့တီးခံစိတ်တွေရှိကြပါတယ်။အဲ့ဒီလိုလူတွေအတွက်ကျန်းမာရေးဆောင်ရှားမှုအသက်မွေးဝမ်းကြောင်းတင်နန်းနဲ့ အလုံးအကင်အခွင့်လန်းတွေကို ခေါ်ဆောင်ပေးပါတယ်။နောက်တစ်ခုကတော့စပူမူအတက်ပညာဖြစ်ပါတယ်။ကဘာအစင်ရှိတဲ့မြို့ပုချံကိုတခါမှမမြင်ဖူးတဲ့အကြောင်းသားအများစုဟာထိတ်တန့်အစစ်ကဲချဲမှာအချက်အပြုံနဲ့စားတော့ပွဲဒီခင်ပုံကိုလေးလာတင် जा ခဲ့ရပြီးညာစွာသောသူတွေဟာထိတ်တန့်စားတော့ဆိုင်တွေမှာအလုံးလောက်ကိုင်းငဲကြပါတယ်။အချို့ကလည်းကိုပိုင်စားတောက်ဆိုင်လုပ်ငန်းများစတင်ခဲ့တယ်လို့စာရေးသူကဆိုပါတယ် ။နောက်ထပ်တင်ပေးတဲ့အရေးအတွေးကတော့ဘဝနေထိုင်မှုစွမ်းရည်ဖြစ်ပါတယ်။ Bitworld Center ကចောင်းသားတွေဟာ အလုံးမကမကဘဝမှာပါအောင်မြင်ဖို့အတွက်လိုအပ်တဲ့အချိန်မှန်ဖို့ပဝင်းကျင်တဲ့တဟဆာတာဖြစ်ဖို့ကျိုးစုဆက်တွေ့နိုင်ဖို့အဖွဲလိုက်လှုပ်ဆောင်တတ်ဖို့စရာတွေကိုလည်းတင်ကြားပေးပါတယ်။အဲဒီလိုနဲ့အချိန်ကာလကြာတဲ့အခါမှာ Bitwell Center မှာပြညာတင်ကြားဖို့အတွက် ကလေးများအနေနဲ့စိတ်ထက်သက်ကြွလာပြီးမိဘတွေအနေနဲ့လည်းသူတို့သားသမီးတွေ Pitwell Center မှာရှိနေတဲ့အတွက်ဂုဏ်ယူလာကြပါတယ်။ညောင်းလင်းချက်တွေဟာလည်းတအူးချင်းစီမှာရှဲရွာတစ်ခုလုံးတို့ပြန့်နှံ့သွားခဲ့ပါတယ်။အရှင်အကျောင်းသားဟောင်းတွေကလည်းအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာလဲညွန်စရာတွေအဖြစ် Pitwell Center ကိုဖြန့်လာခဲ့ကြပြီးညောင်းလင်းချက်တွေကိုမျိုးဆက်အလိုက်ဆင့်ကဲဖြစ်စဉ်လိုမျိုးလက်ဆင့်ကံပေးခဲ့တယ်လို့စာရေးသူကဖော်ပြထားပါတယ်။ အဖန်ချောင်းအတွေးအခေါ်နှာဖခြင်းနဲ့အခွင့်အလန်းစာရေးသူတီထောင်ပေးခဲ့တဲ့ Bitworld တနန်းချောင်းကပဝေးကျင်လှပတဲ့ဥယျင်တစ်ခုတာမကမှန်ကန်စွာတွေးခေါ်တတ်ဖို့ဤစနစ်တစ်ခုလို့လဲဆိုနိုင်ပါသည်ဤဒီဖုတ်ကိုမဆိုညီမြပင်ဘဝကျက်ပြားနေပါစေနိုင်ငံတော်ပဝင်းချင်းနိုင်ငံတော်လမ်းညွှန်မှုများနဲ့ရှုပ်စေကုန်ပုံဖော်တကယ်တော့ပြည့်လဲပုံဖော်နိုင်ပါသည်စည်ရဲမွေးတည်မှုသည်အရေးအချင်းမှမဖြစ်စီဖြစ်နိုင်ပါ အခွင့်အလန်းကိုသာဖြည့်ဆည်းနိုင်ပါတယ်။အဲ့ဒီအတွက်စာရေးသူ straight glan ကအခွင့်အလန်းတွေကိုပြန်လည်တိဆောက်ပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။စာရေးသူယုံကြည်ထားသည်မှာစည်ရသောရှက်ရွာများသည်ကိုချင်းစာတရားမဟုတ်ပေစနစ်တကျတိဆောက်မှု structure ကိုလိုအပ်တယ်။ပီကန်စွန့်ကျတဲ့ပရာဟိတာဌာနမဟုတ်ပေ အခွင့်အလန်းကိုလိုအပ်တယ်။ တနာကျင်နာမှုမဟုတ်ပဲတွေးခေါ်နိုင်မှုကိုလိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်လို့ Straight Glen ကသူ့ရဲ့အမြင်ကိုထောက်ပြပေးထားပါတယ်။အခုဆိုရင်တော့ Straight Glen ရေးသားထားတဲ့ Make the impossible possible ဆောင်ရဲ့အနှစ်ထုတ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်မှာ Saito Straight Glen ရဲ့ဘဝအမှန်တရားတစ်ခုကိုတက်တည်ပြထားပါတယ်။ကြောင်လဲဖန်တီးမှုသည်ငွေကြေးဖြင့်စတင်သည်မဟုတ်ဘဲကျုံကြည်ချက်ဖြင့်စတင်ကြောင် အံဖွဲကိစ္စများသည်အရေးချင်းဖြင့်စတင်သည်မဟုတ်ပေကုကုကိုယုံကြည်မှုဖြင့်စတင်ကြောင်းဆင်းရဲမွေးတည်မှုသည်ကံကြမ္မာမဟုတ်ပေအရာအားလုံးကိုစတင်စူးစမ်းဖို့နေရာတစ်ခုမြသာဖြစ်ကြောင်းအလားပါသည်စိတ်ကူစိတ်တန်ကိုနှူးဆွပေးပြီးစိတ်ကူစိတ်တန်သည် အလားအလာကိုဖော်ဆောင်ပေးကြောင်းဖော်ပြထားပါသည်ဆွေကလန်ကရှော့စီကိုပုံသွင်းခဲ့ပါသည် အလားတူပဲဆိုးရွားတဲ့ဘဝတွေကိုလည်းကောင်းမွန်အောင်ပို့ဖော်ပေးခဲ့ပါတယ်။လူတအူးရဲ့ကောင်းမွန်တဲ့အတွေ့အခေါ်ယုံကြည်ချက်တွေကထောင်နေချီသောဘဝတွေအနာဂတ်တွေကိုပြောင်းလဲပေါ်ဆောင်နိုင်ကြောင်းသူဘဝသက်တည်တွေနဲ့ဖော်ပြပေးထားပါတယ်။အဲ့ဒါကပဲ make the impossible possible ဆောင်ရဲ့အနှစ်သာရဖြစ်ပါတယ်ဆိုတာကိုတင်ဆက်ရင်းနဲ့ဒီမှာပဲနှစ်ကုံချိုးလိုက်ပါရစေ။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။